ဒီနေ့ဘလော့တွေကတော့ဖြိုးကစက်တာနဲ့ပစွန်တွေကို spicy တက်မှုရကြော်လေးကြော်ပြီးတော့စားပြမလို့ပါဖြိုးဘလော့တွေအဆုံးထိအကြည့်ပေးကြပါအောင်ရှင်ဟယ်လိုအားလုံးမင်္ဂလာပါရှင်ဖြိုးပေ့ချ်ကနေပြန်လဲကြိုဆိုလိုက်ပါရယ်အခုကတော့စက်သားနဲ့ပစွန်တွေကိုဖြိုးတန်းဆင်ထားတာပေါ့နော်ပြီးရင်တော့တံမူရအမှုတ်အတွက်ကတော့ဒီ horror spicy တံမူရအမှုတ်လေးကိုဖြိုးကသုံးပါမယ်ပြီးရင်တော့အရသာအတွက်အစာလေးနဲ့နဲ့အရသာမုန့်လေးနဲ့နဲ့ထည့်ပြီးတော့မှွေပေးလိုက်ပါမယ် ကဲအမှုတ်လေးတွေနှံ့သွားပြီဆိုရင်တော့ဖြိုကရားစာတွေပိုကောင်းသွားအောင်လို့ကြက်ဥတလုံးမှာဖောက်ထည့်လိုက်တယ်။ကဲကြက်ဥဖောက်ထည့်ပြီးရင်တော့ဖြိုတို့ဒါရေလေးနည်းနည်းချင်းစီထည့်ပြီးတော့အနှစ်လေးရတဲ့အထိကိုမှွေပေးပါမယ်။ ကဲရေးဖြည်းဖြည်းချင်းစီထည့်ပြီးတော့မှွင်းနဲ့ဒီလိုမပြတ်မကျဲအနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ဖြိုးရဲဒါတက်မူရကြောစကြော်လို့ရပြီပေါ့နော်အပေါ်ကနေကပ်ဖို့အတွက်ပါမုံ6လေးကိုထည့်ပေးလိုက်ပါမယ်ကဲဒါဆိုလို့ရှိရင်တော့ဖြိုးတို့စပြီးတော့ကြော်လို့ရပြီပေါ့နော်အရင်ဆုံးအိုးရဲကိုစီချက်ထားပါမယ်ကဲကြက်သားကိုဆိုတော့ခုနကတက်မူရအနှစ်လေးတွေကတ်မယ်ပြီးရင်တော့အပေါ်ကပါမုံ6လေးတွေကတ်လိုက်မှာပေါ့နော်ကဲစီပူပူချိန်မှာပဲဖြိုးတို့ထည့်ပေးလိုက်ပါမယ် ဒီချက်သာတံပူရကြော်ကြော်တဲ့ခါကြလို့ရှင်လေဖြိုးတို့ပထမအူဆုံးချိန်မှာတော့စီကိုအပူချိန်မြင့်မြင့်လေးနဲ့ပူအောင်ထားတာပေါ့နော်ကဲစားကြော်ပြီဆိုလို့ရှင်တော့မီးကိုအချိန်လေးလျှော့ပြီးတော့နည်းနည်းကြကြလေးကြော်ပေးရမယ်တိလားအဲ့ဒါမှအထဲသားလေးရလေးနူးဤပြီးတော့အရန်စားလို့ကောင်းတာအဲ့ဒါမှမဟုတ်ပဲနဲ့မီးပူချိန်တအားများသွားပြီဆိုလို့ရှင်ဖြိုးတို့အပေါ်ကဒီပမုတ်ချောက်တွေပဲတူးသွားတတ်တာပေါ့နော်အထဲကကြက်သားကြတော့မကြက်ပဲဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ပထမဆုံးစီပူပူလေးချိန်မှာတော့မီးကိုပြင်းပြင်းထားပြီးတော့ ချာပြီးကြောပြီးဆိုတာနဲ့မီးလေးကိုလျှော့ပေးလိုက်နော်။ကဲခုဆိုရင်တစ်ဖက်ကျက်ပြီးဆိုတော့ပရိုနောက်တစ်ဖက်ကိုလှမ်းပေးလိုက်ပါမယ်။အ ਨੇ ဆုံးကတော့ဒီကျက်တာကြော်ရဲချင်ရလေး10မိနစ်အထက်လောက်ရှိမှရမယ်နော်။မဟုတ်လို့ရှိရင်အထက်အသားတွေအကြက်မညီပဲနဲ့စားမကောင်းဆိုတော့လေကဲအခုဆိုလို့ရှိရင်တော့ဖြိုးရဲ့တံမြာကြော်လေးတွေရသွားပါပြီကျက်တာတံမြာကြော်လေးရပြီဆိုတော့ဖြိုးပစုံလေးကိုဆက်ပြီးတော့ကြော်လိုက်ပါဦးမယ် ကဲပစုံအားကြတော့ပြိုအားလုံးကို ready အစင်စစ်လောက်ထားလိုက်တာပေါ့နော်ပြီးသွားမှဒါစီပူရဲကိုတခါတည်းထည့်ကျော်လိုက်ပါတယ်ပစုံကျော်တဲ့ခါကြလို့ရှင်လေပြိုလိုမီအေးအေးလေးနဲ့ပဲကျော်နော်မီတာပူပါလို့ရှင်ဒါတူဝတက်တော့လေမီအေးလေးနဲ့ပဲကျော်ပြပါမယ်ကဲတစ်ဖက်ချက်ပြီဆိုရင်ပြိုလိုကနောက်တစ်ဖက်ကိုပြန်လှန်ပေးရမှာပေါ့နော်ကျော်တဲ့ခါမှာမီအေးအေးလေးနဲ့ပဲစိတ်ရှိရှိလေးကျော်ပေးနော် ကဲခုလို့ရွှေညောင်လေးတန်းလာပြီဆိုလို့ရှိရင်တော့ဖြူရဲ့အရန်စားလို့ကောင်းတဲ့ပစုံတက်မှုရာကြော်လေးတွေရသွားပါပြီဆယ်လိုက်ပါတော့မယ်ကဲခုဆိုလို့ရှိရင်တော့ဖြူရဲ့ spicy တက်မှုရာကြော်လေးရသွားပြီပေါ့နော်ဒါကတော့ပစုံတက်မှုရာကြော်ဒါကြက်တောင်ပံကြော်ပေါ့နော်စားစားပါတော့မယ်အရင်ဆုံးပစုံလေးစားမယ်ဒါငယ်ဥစီနဲ့စားကြပါဦး mayonnaise လေးပါတိုးလိုက်ရှယ်ပါ

Yeah. Mm -hmm. 好久。嗯。边框我阿姐阿弟了，一呢？三概牛哇？没认识的，三秒三斤。好，谢谢。大家吧。 Thưa sao rồi Ừ. Ừ. Coi nào. 啥呗？嗯，给俺是辣椒卤诶，高油吧。 ကောင်းတယ်ဘယ်ချိုးကြောစားဆိုလိုက်ပြီးတော့ကြောစားကြည့်နော် all spicy တက်မှုရအမုံမရှိလို့ရှင်ရေရိုးတက်မှုရအမုံနဲ့ကြောစားနေတယ်အခုလို့ဆက်ရှိလဲရှင်မီအီလေးနဲ့ကြောစားပေါ့နော်အရန်စားကောက်ပါတယ်ကဲနောက်တော့ကြောက်ရှင်ဖြူဘာချက်ပြပြီးတော့ဘာစားပြအောင်လဲဆိုတာဆက်မကြည့်ရှုပေးကြပါဦးရှင်တတား